မင်္ဂလာပါရှင်ခေတ္တတနီဗေရှင်ကနေတရင်တွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကဒုတိယကြိမ်အပြည့်ရဲ့ကြီးညာပြီးရဲ့နောက်ဖားကန့်ဘက်ကိုအလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးမိုးညင်းနဲ့ဗမော်တို့ကိုလေကြောင်းတိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စင်ကဒုတိယကြိမ်အပြည့်ရဲ့တဲလို့ကြီးညာပြီးရဲ့နောက်ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထိုးလှုပ်ရှားမှုတွေတောက်လျှောက်လုံဆောင်လျက်ရှိကြောင်း KIA စီရေးတရင်အရင်မြစ်ကပြောပါရယ်ဧပြီလ22ရက်နေ့လည်းနှစ်နာရီမိနစ်40အချိန်ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးအရှေ့ဘက်နမ်မော်ပနာခေါ် ်လန်ရှိစနွန်ကုံရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနက်စီနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းအလားတူအေပီလာ22ရက်နေ့ည7:00နာရီကန်ချိန်မိုးညင်းမြို့နယ်ကရိုင်တပ်မဟာကိုတရင်26နေမြေရှိတုံပင်ရွာစေကံကိုစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါဗျာ။ မင်းအောင်လိုင်းချမ်းဖတ်စစ်တပ်ကအပြစ်ခံရစဲထားရဆိုပေမဲ့ကချင်ပြည်နယ်မှာတော့စစ်ကြောင်းထိုးတာတွေလင်းရင်နဲ့ပုံချဲတာတွေတောက်ဆောင်လုပ်နေတယ်။ April 22ရက်နေ့ညနေ2:40မိနစ်မှာလဲကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးကန်အရှိတ်ချမ်းပေါ်နံမွန်နဲ့မနက်ခုံသွားလမ်းပေါ်မှာရှိတဲ့စနင်းကုန်းရွာကို Jet Fighter နှစ်စီးနဲ့ပုံလေးလုံးကျဲချပြီးတော့လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။တိုက်ပွဲဖြစ်ပွားတယ်မရှိပဲလေကြောင်းကနေတိုက်ခိုက်သွားတယ်။အဲ့ဒီမှာပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိတယ်။နောက်ပြီးအဲ့ဒီနေ့ည7:00နာရီမှာလဲအင်းတော်ကြီးတဝိုက်တုံပင်ရွာအဲ့ဒီမှာက KIA င်တက်မဟာကိုရင်26ဒေတာဘတ်ပေါ်အဲ့ဒီမှာရှိရဲ့စည်းကမ်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။အဲ့ဒီမှာလည်းထိခိုက်တာတွေရှိနိုင်တယ်လို့ KIA စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။ဒါအပြင်ကချင်ပြည်နယ်ဖားကတ်မြို့နယ်လဝကာမိုင်းလမ်းပေါ်မှာစစ်တပ်ကလေကြောင်းတို့ စစ်ကြောင်းထုံးလှုံရှားနေမှုတွေကြောင့်လဝကျင်းရွာပတ်ဝန်းကျင်မှာလည်းတိုက်ပွဲဖြစ်ပွားနေတာဆင်းရဲခန့်ရှိနေပြီဖြစ်ကြောင်းအကြံဘက်စစ်တပ်ကလဝရွာကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင်မြေပြင်မှာလည်းစစ်တပ်ကပြည်သူနေအိမ်များကိုမိရှုဖျက်ဆီးလျက်ရှိကြောင်းသိရပါဗျ။ဒီရက်ပိုင်းမှာပဲအကြံဘက်စစ်တပ်ကဖားကံမျိုးကိုစစ်ကြောင်းသွားရှောက်ထိုးနေတာပေါ့။ လဝရွာမှာတိုက်ပွဲဝင်ဖြစ်နေတာဆင်းရဲလောက်ရှိပြီးလဝရွာကိုလည်းမိရှို့တဲ့ဂျက်ဖိုက်တာနဲ့၅ရက်လောက်ပုံလာကျဲသွားတယ်။ပြီးရင်ဒီနေ့မှလည်းလဝနဲ့ကမိုင်းလဲမမရှိတဲ့မကောင်းတောင်ရွာတဝိုက်ကိုအကျန်းဖက်စစ်တကစစ်ကြောင်းထိုးနေတာအင်အား300လောက်ရှိတယ်။သူတို့ကဖားကန်လဲကိုနဲ့မြေစုံမွေးလှုပ်ချနေတာမှစစ်ကြောင်းတောက်လျှောက်ထိုးနေတဲ့ဆင်းရဲလှုပ်ရှားမှုတောက်လျှောက်ရှိနေတယ်လို့ KIA ဆင်းရဲတင်းအရင်မြစ်ကပြောပါရတယ်။အလားတူတကြံကာလအချိန်မျိုးမှလည်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအဆက်ရှိမိုးညင်းမြို့နယ်မော်ဟန်ကျေးရွာကိုအကျန်းဖက်စစ်ကောင်စီတပ်နဲ့ SNL ပူးပေါင်း တပ်ဖွဲ့ဝင်အင်အား300ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်မော်ဟန်ကျေးရွာနဲ့အနီးတဝိုက်ကျေးရွာတွေမှာပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။ တကြံကာလကလည်းကချင်နဲ့စကိုင်းဆန်မော်ဟန်ချင်းရွာတဝိုင်းကိုလည်းစစ်ကောင်စီနဲ့ SNL ပူးပေါင်းတပ်ဖွဲ့တွေအင်အား300လောက်နဲ့မော်ဟန်ရွာကိုစစ်ကြောင်းထိုးတာရှိရဲ့အဲ့ဒီမော်ဟန်ချင်းရွာတဝိုင်းကပြည်သူတွေစစ်ဆောင်နေကြရတာပေါ့အခုတလောစစ်ကြောင်းထိုးလှောက်ရှားတာတွေကမော်ဟန်ရွာဘက်ရှိမယ်ပြီးလို့ရှိရင်လဝနဲ့ကာမိုင်ကြဖားကန်လန်းပေါ်မှာရှိမယ်ပမော်ကတော့နေတိုင်းပုံလာကျင်းနေတာပမော်ကိုလည်းလီကြောင်းတိုက်ခိုက်မှုနေတိုင်းရှိရဲ့လို့ KYA စီးသတင်းရင်းမြစ်တာပြောပါတယ်အကြံဖက်စစ်ကောင်စီကအီဘီလာ23ရက်နေ့မှာအီဘီလာ30ရက်နေ့ထိ9ရက်တာကာလအပြစ်ခံရ 30ကြောင်းကြီးညာထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မင်းလာတိုက်ပွဲတွင်ကြကြံခဲ့တဲ့မိုဘိုင်းဖုန်းကိုလာရှာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှုတ်ကိုအရှင်ဖမ်းမိတော့လဲခုခံထွက်ပြေးလို့ပြစ်ခတ်ဖမ်းဆီးရမှာနှုတ်လုံးတိဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာတိုက်ပွဲတွင်ကြကြံခဲ့တဲ့မိုဘိုင်းဖုန်းတွေကိုလာရှာတဲ့အကြမ်းဖက်စစ်သားနှုတ်ကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရရှိခဲ့တော့လဲအဆိုပါစစ်သားနှုတ်ကတနက်လူပြီးထွက်ပြေးသွားတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာစစ်သားနှုတ်လုံးတိဆုံးခဲ့ကြောင်းတာယာဝရီခရိုင် PDM မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်။လွန်ခဲ့တဲ့ ်မလ30ရက်နေ့ညနေ9:00ခန်းချိန်မင်းလာမြို့နယ်အပိုင်းဘကူရိုးမပေါ်ကိုတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကျွန်းကုန်းရွာနီးမှာတာယာဝတီခရိုင်တရင်3800နဲ့တက်ခွဲ3ရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သားများတက်ပြတ်ပြီးစမ်းပုံရွာဘက်ကိုစုခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ မလ31ရက်နေ့မှာစုခွာထွက်ပြေးသွားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေထဲမှာစစ်သားနှုတ်က၎င်းတို့ထွက်ပြေးစဉ်ကြကြံခဲ့တဲ့မိုဘိုင်းဖုန်းတွေကိုကျွန်းကုန်းရွာဘက်ကိုလာရောက်ရှာဖွေစဉ်တော်လိုင်းရဲဘော်တွေကအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗါးအဲ့လိုစစ်စီမီမြန်ပြီးရဲ့နောက်စစ်သားနှုတ်ကိုဂျနီဘာကွန်ဗင်းရှင်းအရထိမ့်သိမ်းဖို့အတွက်နောက်တန်းစကန်ကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်းအဲ့ဒီချိန်စစ်တုံးပန်းစစ်သားနှုတ်ကတော်လိုင်းရဲဘော်တွေရဲ့တနက်ကိုလူယူပြီးထွက်ပြေးတာကြောင်းလိုက်လံပစ်ခတ်ဖမ်းဆီးရာကြီးထိမှန်ပြီးနှုတ်စလုံးတိစုံးခဲ့ကြောင်းသိရပါဗါးစကနကောင်ကိုစ တင်ဖမ်းမိတော့ကစမ်းပုံရွာသားတွေပါဆိုပြီးလိမ့်လည်းထွက်ဆိုတာအဲ့ဒီနောက်ပိုင်းစစ်မီးတော့မှာပဲဝန်ခံတာသူတို့ကစစ်ခွေးတွေပါဆိုပြီးဖုန်းချန်ခဲ့လို့လာရှာတာလို့သိရပါတယ်ကျွန်တော်တို့ထိန်းသိမ်းဖို့ဆိုပြီးစကန်းကိုဖမ်းလာတော့လမ်းမှာတနက်လူပြီးပြေးလို့ပြစ်ခတ်ဖမ်းဆီးခဲ့တာနောက်ဦးလုံးတည်ဆောင်ခဲ့တယ်လို့တာယာဝတီခရိုင် PDF မှာတာဝန်ရှိသူတောက်ကရှင်းလင်းပြောကြားပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ရှေးမြို့နယ်မော့ကနင်ခြေဆိုင်ခလာရ106တိုင်းရဲမှာစစ်မှုရန်တပ်သားတဲ့နှစ်ဦး PDF တပ်ဖွဲ့ထံအလင်းဝင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ရှေးမြို့နယ်မော့ကနင်ခြေဆိုင်ခလာရ106တိုင်းရဲမှာစစ်မှု မှုရန်တပ်သားနှစ်ဦးအလင်းဝင်အောင်လာခဲ့ကြောင်းရေမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါသည်။ ဧပြီလ22ရက်နေ့မှာရှေးမြို့နယ်မော့ကနေချေဆိုင်ခလာရ106တန်းရဲမှာစစ်မှုရတပ်သားတင်နှုတ်ဖြစ်တဲ့အသက်22နှစ်အရွယ်ရဲနိုင်ကျော်နဲ့အသက်22နှစ်အရွယ်ရှိဝီရဲဖြူတို့ကလက်နက်ယူဆောင်ခြင်းမရှိဘဲရှေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာတဲ့နှုတ်ကလက်နက်မပါဘူးကျွန်တော်တို့ကသူတို့ကဲပေးတာပဲပြည်သူ့ရင်ပြင်ကနေတဆင်ဆက်သွဲပြီးအလင်းဝင်လာတာပါ။22ရက်နေ့မနက်ပိုင်းမှာသူတို့22ရက်နေ့ညကလေးကထွက်ပြေးလာပါတယ်။သူတို့ကခီးသွားရင်အဖမ်းခံရပြီးစစ်ထဲရောက်သွားတာပါ။အပတ်စဉ်ခုနှစ်တန်ဖြူစ င်းရဲ့ဝဲကလေးစင်းရင်လေးစင်းတက်ကဆင်းပြီးကာလာယ106ကရောက်လာတာပါလို့ရေးမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါအလင်းဝင်လာတဲ့စစ်မှုရဲတပ်သားတဲ့နှောင်းကပုဂိုးတိုင်းနဲ့အရာရီတိုင်းတို့မှဖြစ်ပြီး၎င်းတို့ကိုကောင်းမွန်စွာဆက်လက်ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးထားသူအလုံးပြန်လွတ်ပေးဖို့အမေရိကန်ကထပ်ပြောပြင်နေကြောင်းတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ပြီးမတရားဖန်ဆီးသူတွေအလုံးပြန်လွတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအရှိန်အာရှနဲ့ပစိဖိန်ရီယာဘျူရိုရဲ့အကြီးအကဲအရာရှိကပြောပါတယ်။ ဧပြီလ22ရက်နေ့ကမ်ဘောဒီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံဆွေးနွေးပွဲမှာ၎င်းကထပ်ပါအတိုင်းပြောကြားလိုက်တာပါအမေရိကန်အနေနဲ့အာဆီယံပုံသဘောတူညီချက်5ရက်နေအညီမြန်မာနိုင်ငံအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းကိုလွဲကူချောမွေ့စွာပြန်လည်ရောက်ရှိရင်းအာဆီယံနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြပြည်သူလူထုပေါ်ကြမ်းဖက်မှုတွေကိုစစ်တပ်ကချက်ချင်းရပ်တန့်ဖို့မတရားဖန်ဆီးထားသူတွေကိုလွတ်ပေးဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေသူတွေအားလုံးစီကိုအဟန့်တားမရှိဝင်ရောက်ကူညီခွင့်ပြုဖို့စစ်ကောင်စီထံကိုအမေရိကန်က တောင်းဆိုပါရယ်မလ28ရက်နေ့ငလင်းလောက်ခတ်ပြီးရဲ့နောက်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာအသက်ဆုံးရှုံးခဲ့ရမှုတွေအတွက်ဝမ်းနည်းကြေကွဲကြောင်းပြည်နယ်ထူထောင်ရေးကာလရှည်လျားတဲ့ကာလတွေမှာအမေရိကန်ပြည်ထောင်စုကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုတွေကိုဆက်လက်ပံ့ပိုးကူညီမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့စစ်အာဏာသိမ်းမှုကိုဝေဖန်ရှုံချကန့်ကွက်ခြင်းတွေကိုတောင်းအစဉ်တစိုင်းအမြင်လိုလိုလှုံ့ဆော်လျက်ရှိပါရယ် နောက်ထပ်တစ်ပုတ်အနေနဲ့လာရှိုးကိစ္စမှာနှစ်ဖက်ဆန္ဒနဲ့အညီချောင်းဝင်ဆောင်ရွက်ပြီးရုံခဲ့ရုံသားဖြစ်တယ်လို့တင်ယူဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လာရှိုးလွှဲပြောင်းမှုအစဉ်ပြေအောင်ကိုယ်စားလှယ်ဖွဲ့ဆေးလွတ်ထားတယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲအဆုံးသတ်ပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖော်ဆောင်ဖို့အရည်ရွယ်တယ်လို့ဆိုပြမှာတယ်။ကိုကန့်တက်ဖြစ်တဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ကလာရှိုးမျိုးကနေဆုတ်ခွာပေးခဲ့မှုမှာနှစ်ဖက်အဖွဲ့အစည်းတွေရဲ့ဆန္ဒနဲ့ညီချောင်းဝင်ညီနိုင်ဆောင်ရွက်ပြီးခဲ့ရုံသားဖြစ်တယ်လို့တင်ယူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ AP 22ရက်နေ့ပုံမှန် တင်းစာရှင်းလင်းပွဲမှာ MNDE ကရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့ကိုထိန်းချုပ်ဓာမှုကနေလက်လွတ်ပေးပြီးစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်ခွင့်ပေးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ခါမေးမြန်းမှုတွေကိုနိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဝေါင်ကြည်ကွန်ကအခုလိုတုံ့ပြန်ခဲ့တာဖြစ်တယ်လို့တရုတ် Community Party အဘော်တွေကို ဖော်ပြတယ် Global Time ကဖော်ပြပါတယ် MNDA ကလာရှိုးကနေစုတ်ခွာမှုမှာစစ်ကောင်စီကိုကြောကောက်နောက်ခံပေးထားတဲ့တရုတ်ရဲ့ဖိအားတွေကြောင့်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်နေပါတယ်။တရုတ်ဟာမြန်မာနိုင်ငံရဲ့အချုပ်ကြအာဏာရဲ့ပိုင်နက်နေမြေတွေကိုလေးစားမှုအပြည့်ရှိကြောင်းမြန်မာနိုင်ငံကသက်ဆိုင်ရာအစုဖွဲ့တည်တည်ရဲ့လူလားချက်တွေတောင်းဆိုမှုတွေနဲ့ညီညွတ်တဲ့လမ်းကြောင်းမျိုးကနေတရုတ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေငြိမ်းချမ်းရေးရောက်ဖို့ကြိုးပမ်းနေကြောင်းဝေါင်ကဆိုပါတယ်။ တရုတ်နဲ့မြန်မာတို့ဟာခင်မင်ရင်းနှီးတဲ့အင်းကြီးချင်းတွေဖြစ်ကြပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ကိုထိန်းသိမ်းထားဖို့ဆိုတာကနှစ်နိုင်ငံစလုံးနဲ့နှစ်ဖက်ပြည်သူတွေရဲ့တူညီတဲ့လိုလားမှုတွေဖြစ်တယ်လို့သူကဆိုပါတယ်။လာရှုမျိုးအလွဲပြောင်းကိစ္စကစစ်ကောင်စီနဲ့ MND ကြားကုမင်းမျိုးမှာပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့သဘောတူညီမှုရလဒ်နဲ့ညီအကောင့်ထည့်ဖို့ခဲ့တာဖြစ်ကြောင်းနှစ်ဖက်ကြားကအပြစ်ခံရဲစဲမှုကိုတရားခိုင်မာစေပြီးသဘောတူညီချက်အတိုင်းလာရှုမျိုးကိုလွဲပြောင်းပေးမှုချုံးမွေစင်ပြအောင်တရုတ်ကစောင့်ကြည့်လေ့လာရဖွဲ့တစ်ခုကိုလည်းလာရှုစီစေလို့ထား ားကြောင့်သူကဆက်ပြောပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေဂျင်အတွက်တရုတ်ရဲ့အပြုသဘောဆောင်တဲ့ဂျောင်းဝင်လှုပ်ဆောင်မှုတွေကိုနှစ်ဖက်စလုံးကလည်းချီးကျူးကျေးဇူးတင်တယ်လို့ဝေါင်းကဆိုပါတယ်နောက်ပိုင်းအစ်စ်တွေသားဖြင့်တရုတ်ဟာကုမင်းသဘောတူညီမှုတွေရှေ့ဆက်အကောင့်ထဲပေါ်ဖို့မြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲအဆုံးသတ်ဖို့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖော်ဆောင်နိုင်ဖို့တရုတ်မြန်မာနယ်စပ်တလျှောက်တည်ငြိမ်အေဂျင်အတွက်သက်ဆိုင်ရာစုဖွဲ့တည်တင်းလက်တွဲလှုပ်ဆောင်ဖို့ရည်ရွယ်ထားတယ်လို့သူကဆက်လက်ပြောကြားသွားပါတယ်